အခုပျောက်သွားတဲ့ကာချုပ်ဆိုတာနော်ကာချုပ်ခေါ်အဲ့ဒီတော့မှကောင်လေးတံပဲပါလဲကျွန်တော်တို့ကာချုပ်လို့ပဲသိကြတယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီကောင်လေးကတော်လန်ရေးအစပိုင်းမှာ နော်သူကကြောက်တတ်တယ်ပျော်တတ်တယ်အဲဒါမို့သူ့ကိုမြေပြင်ကလူတွေကသူ့ရဲ့ဗီဒီယိုဖိုင်ကျွန်တော်တို့ကြည့်ရတယ်နော်တိုင်းပြည်နဲ့လူမျိုးအတွက်သူချစ်တယ်ပြီးတော့တော်လန်ရင်မှာဘလောက်ဒီစိတ်အထက်ဆန်ပါဝင်နေတယ်ဆိုတာသူ့ရဲ့ဗီဒီယိုဖိုင်ကိုကြည့်နေကျွန်တော်တို့ PD ဖြစ်ခဲ့ရတယ်အဲ့ဒီကာချုပ်အဲဒါမို့ကာချုပ်က နာမည်ရှိတယ်မင်းတို့တိုးတိုးတိတ်တိတ်အစဖျောက်လို့မရဘူးเนาะဟေးတော်ဦးလိုမျိုးမင်းတို့အစဖျောက်လို့မရပါဘူးအခုနောက်ထကာချုပ်နဲ့နောက်ထတတတယောက်เนาะတဆုမူတဆုမူကာချုပ်ကိုသူတို့အစဖျောက်ထားတယ်ပြီးသူတို့နာမည်အစဖျောက်တာတော့အခုမှမဟုတ်ပါဘူးနလအဲသူတို့ပြောသတင်းရဆိုနလလောက်ရှိပြီเนาะနလပဲဖြစ်ဖြစ်တနည်းပဲဖြစ်ဖြစ်ကျမတို့တရားမြတ်တမှုမရှိတဲ့เนาะတိုင်းပြည်နဲ့လူမျိုးအတွက်ကကွယ်ပေးနေတဲ့အပြစ်မဲ့တဲ့ PDF လေးတွေကိုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်ရင်ပြည်နယ်မှာ PDF ရဲဘော်ကာချုံနဲ့အဖွဲလက်စားဖြောက်ခံလိုက်ရသည့်အခြေအနေနဲ့ပတ်သက်ပြီးအမှန်တရားဖော်ထုတ်ပေးဖို့ဂရင်မတောင်းရင်တောင်းဆိုလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာဒီလိုမျိုးအဆဖြောက်လို့ဆင် PDF မှာမဟုတ်ဘူးကျွန်တော်တို့ကရင်ပြည်နယ်မှာနော်ပတို့မန်းစားကအဆဆော့ဖိတ်တိုင်းဆော့ဒါဖိုးကအဆနော်အဲ့ဒီလူတွေကိုမင်းတို့လောက်ခဲ့တဲ့နော် မင်းတို့လောက်ခဲ့တဲ့ပြင်းမှုတွေအကုန်လုံးကျမတို့အကုန်ပြန်ယူမှာနော်အကုန်ပြန်ယူမှာကျမတို့ဒီလိုပြောလို့နော်ကျမဒီလိုပြောလို့အာ KNU ကိုမကောင်းကြောင်းပြောရမှာအလူခံရတဲ့ဘာဘာညာအဲ့လိုပြောတဲ့သခိုးချက်ဘိုးဘောမလော်ဘီတွေအတွက်ကတော့ကျမလောက်ဝကိုစပီးမဆိုင်ဘူးနော်တမဟာ6မှာပြောက်သွားတယ်တမဟာ6မှာပြောက်သွားတယ်နော်ဒီညပြောမင်းဘာပြောလဲဆိုတော့ကရင်ကတချို့ကြတော့ပြောတယ်ရန်သူအားရအောင်မင်းအောင်လိုင်းက နော်မင်းအွန်လိုင်းကရန်သူကငါတို့ကရင်အချင်းချင်းမတက်တာကိုနော်မတက်တာကိုမင်းတို့ကရန်သူအားရအောင်နဲ့အဲ့လိုပြောတဲ့လူကနော်သခိုးချဘိုးဘောမမအေးလို့မင်းအွန်လိုင်းကိုဖင်လို့ဖင်ခံနေတဲ့နော်စစ်စာဖောက်လောက်ကောင်ကိုဘာတခွမမပြောဘဲနဲ့အခုကျမတို့အမှန်တရားကိုထောက်ပြတာနော်မားတဲ့လူအမှန်တရားမလောက်တဲ့လူမူမှန်မှန်တဲ့လူကတော့နာမှာပဲ အမှန်တရားလောက်တဲ့လူတွေမပါဘူးအဲကြောင့်လူစကားနားလဲတဲ့လူသူဆိုရင်ကျမပြောတဲ့စကားအတိတ်ပဲကိုနားလဲရင်သူတို့နားစရာအကြောင်းမရှိဘူးနော်မတရားလောက်တဲ့လူမှန်သမျှမှန်တဲ့လူမှန်သမျှကတော့ထိမှာပဲအဲဒါကြောင့်မို့ရန်သူအာရတာထက်မအေလို့မင်းအွန်လိုင်းနဲ့ဖိလို့ဖိခံလောက်ပြီးတော့ကျမတို့တော်လန်ရေးကိုပူသဒလန်လောက်နေတဲ့လူကိုကျမတို့ကတော့ပြပြသားသားဝေဖန်ရှုတ်ချရမှာပဲနောက်မဟုတ်လို့စင်အသားတွေကလောက်တွေကတဖြည်းဖြည်းစားပြီးတော့ကျမတို့နော်အကောက်လုံးပုတ်ပွားသွားရင် ကျမတို့တော်လန်ရေးကြီးကနော်အကောလုံးကြဆုပ်ကုန်ပျက်စီးကုန်မယ်အဲကြောင့်မို့ကျမတို့အဲ့လိုအဖြစ်မခံဘူးနော်ကျမတို့ကတော့မူမမှန်တဲ့တော်လန်ရေးသမားမန်သမားအကောဖော်ထုတ်ရမှာပဲနန်းလေးဆက်လာအောင် ောက်ပြီးတော့ جماعه เนาะတချို့လူတွေသိချင်မှသိမယ်ကာချုပ်ကာချုပ်ရဲ့ဗီဒီယိုအချင်းလေးကို جماعه ခဏလေးပြမယ်ကျမတို့အမြဲတမ်းအမြဲပဲသတိပေးတယ်။နော်ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ကရင်ပြည်နယ်ရဲ့အကြောင်းကိုအရင်လူထုလားဘယ်သူမှမသိမှလေ။အထူးသဖြင့်ကရင်ပြည်နယ်မှာ၄နှစ်၅နှစ်မှလျှောက်လာတဲ့တချို့စာပေါင်းညာစာဖတ်ထီး အယောချကျွေးတာကိုနော်မဲ့မောနေတဲ့တချို့ PDF အထုအယောင်လေးရှိတယ်နော်အဲ့ဒီလူတွေကသူတို့ပြောတယ်ဖတ်တီကိုအထောက်ခံအားပေးပြီးတော့အားဖတ်တီဟိုကော်တူလီနိုင်ငံနဲ့သွားမဲ့ဖတ်တီတို့ကိုပပညာညာပြောနေတဲ့အဲ့ဒီအုပ်စုကိုပြောချင်တာကနော်မင်းတို့ပြည်သူအပေါ်မှာမင်းတို့ပြည်သူကျွေးတဲ့ထမင်းကို စားပြီးတော့ပြည်သူလှုပ်ရှားကိုစားပြီးတော့ပြည်သူအပေါ်မှာမင်းတို့သစ္စာရှိကြစမ်းပါ ပြည်သူစီကအလူခံပြီးပြည်သူကြွေးတဲ့ထမင်းကိုစားပြီးတော့ဒီမူကြီးစေဝါလောင်းကစားကြားဖြန့်တွေနဲ့နော်မင်းတို့ပျော်မျိုးပျော်မျိုးနေရင်ဒီမလဲပြည်သူအပေါ်ကိုသစ္စာမရှိတဲ့သစ္စာဖောက်လောက်ကောင်ပူဇော်တယ်လန်ဖတ်ထီးတွေကိုမင်းတို့ကကာကွယ်ပေးနိုင်မယ်ဆိုရင်ကျွန်မကတော့အကုန်ကျိတ်ဆုမှာနော်ကျိတ်ဆုကိုကျိတ်ကျိတ်ကိုကျိတ်မှာမင်းတို့ပြည်သူကျိစာစူးကြမှာမင်းတို့မှမိုင်း နာနီအဲဆက်ယူရအောင်ကနာလေးနော်ဝါချက်ပေးပါဦးနော်အခုထိုင်းနိုင်ငံမှာလည်းသတိပေးမယ်နော်ထိုင်းနိုင်ငံမှာလည်းသတိပေးမယ်အခု6ရက်9ရက်နေ့ကနေ 6ရက်နေ့9ရက်လာပြီเนาะ9ရက်နေ့ကနေ6ရက်နေ့အထိမော်ဒူတိုင်းတဖို့ရှိတယ်အဲဒါကြောင့်မို့သတိထားကြပါလို့เนาะထိုင်းနိုင်ငံရောက်မြန်မာပြည်သူပြည်သားတွေကိုကျွန်မတို့သတိပေးချင်ပါတယ်เนาะအခုတချို့မြန်မာပြည်သားတွေကမသိတာလားနော်မသိတာလားတော့မသိအပြင်သွားလို့ရှိရင်အဲ့ဒီတက်တောက်လေးတွေဝုန်းနေကြလေကျမတို့ယောမမနေယောမလို့ကြင်ရလေသူများနိုင်ငံမှာနေလို့စင်သူများဥပဒေကိုလိုက်နာရတယ်ဒါမှကျမတို့တွေကနော်စိတ်ခါရှိတဲ့အမေစုပြောသလိုပေါ့သူများနိုင်ငံမှာနေလို့စင်ကျမတို့စိတ်ခါရှိရှိနဲ့ เนาะသူတို့ရဲ့စီမင်းစည်းကမ်းဥပဒေဘောင်အတွင်းမှာပဲကျမတို့နေရမယ်အခုမိဖုရားကြီးရဲ့เนาะဟိုဗလဲပြန်လွန်တော်မူတဲ့အချိန်မှာကျမတို့ကသူတို့တိုင်းသူပြည်သားတွေနဲ့အတူအဖြူအမဲဝိုးရတယ်အခုကြည့်ဖလာစီမုံမှာတောင်းနာတွေတောင်းနာအုပ်စုတွေအိုးသူတို့ပျော်ဝဲစင်ဝဲလို့ဖောက်ကြီးတွေเนาะဟိုဗလဲဖောက်တရားတော့ကာကြဟိုတကယ်ကိုရုပ်ပြည့်ဖို့ကောင်းတကယ်ကိုစိတ်ခါမရှိတဲ့เนาะလူရုပ်မာတွေပဲ เนาะอะคู่จม่าอะยินปะเมกาฉုတ်กาฉုတ်ဆိုတာဘာလုပ်လဲเนาะกาฉုတ်ကโอ้ဘယ်လဲกาฉုတ်ရဲ့ပြောစကားကိုเนาะเอ่อคิติมีเดียကအကြီးจาပြီးတော့เนาะဒီဟာจาပြီးกาฉုတ်စောင့်ဝင်လာတဲ့ခရီးကပါတီလောက်တယ်ဆိုတာအဲ့ဒီကိုရေးရစင်အချင်းကိုจม่าเนาะဗီဒီယိုဖိုင်နဲ့ပြမယ်ကြည့်ကြည့်ပါကျမတို့ကတော့ဟိုဗလဲကြည့်ရတယ်ကာချုပ်လေးကျင်းနေကာချုပ်ကလေဟိုပျော်တက်တယ်เนาะပြီးတော့သူ့ရဲ့ဗီဒီယိုဖိုင်ကိုကျမတို့ကြည့်ရသူ့ဘာကြောင့်ကာချုပ်လို့ခေါ်ကြတယ်ဆိုသူက ရောက်စခြင်းမှာเนาะဟိုဘယ်လိုပြောမလဲကြောက်တတ်တယ်ကြောက်တတ်တယ်ပြီးတော့ဟိုဘယ်လိုပြောမလဲဖငယ်ချင်းတွေကသူ့ကိုစကြနောက်ကြတာပေါ့เนาะနောက်ဆုံးတော့ तू ကဒီဒီတော်လန်ရင်းမှာတကယ်ကိုဘယ်လိုပြောမလဲစုံစားပြီးတော့เนาะပြောမွေးပြီးတော့မှသူ့ကိုပြောချစ်စနိုးလေးနဲ့ကာထုတ်ကာထုတ်လို့ခေါ်ကြတာပေါ့เนาะအဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်မဆန်လက်ဆာမတွေ့ဘူးဒါပေမဲ့เนาะတခြားဗီဒီယိုဖိုင်ကိုကျွန်မပြမယ် အနားလေးနော်ကြည့်မယ်နော်ဝက်ဆက်ပေးပါဟိုခဏလေးအဖန်အဖန်မခွင့်နိုင်ရခဏလေးဆက်ပေးပါပါရှင်ဒီတစ်ပတ်ရဲ့ညွေဦးသူရေများအစီအစဉ်ကနေရဲဘော်ကာကြောရဲ့အကြောင်းကိုတက်ဆက်ပေးပါမယ်သူကအရှင်တော်ကလူငယ်တဘာဝဘဝကိုပေါ့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 ဖျက်တမ်းတဲ့ခက်ဆူဆူကောင်းလေးတယောက်ဖြစ်ခဲ့တယ် ါပေမဲ့အခုချိန်မှာတော့စစ်အာဏာရှင်ကိုလက်နက်ဆွဲကင်တော်လှန်ဖို့ရှေ့တန်းစစ်မျက်နှာပြင်ကိုရောက်နေပါပြီ။ရဲဘော်ချင်းချင်းကြားမှာတော့သူ့ကိုကာကျုပ်ဆိုပြီးတော့နမည်ပြောင်းပေးထားပါတယ်။တခုခုဆိုရင်စိတ်လိုက်မှန်ပါလောက်တက်လွန်းလို့လေတင်းနန်းသားဘဝတော့ကစခန်းမှာပြက်တနာလေးတွေများခဲ့ရတယ်။အဲအဲအဲ့ဒါမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကာကျုပ်ဖြစ်ပါတယ်။ဟိုရင်တော်ကလူလူလူငယ်ဘဝကိုတတော်ကြီးမှဟိုခြားလူငယ်ချက်ပူပြီးဖြတ်တန်းခဲ့ပြီးတော့ခက်ဆူဆူကောင်းလေးအေးမလုတ်ချင်တာလုတ်တဲ့ကောင်းလေးမဟုတ်တော့ပါဘူးအခုဆိုလို့ရှိရင်ကျွန်တော်ကတော်လိုင်းရေဘော်တတတယောက်ပြောပါပါပြီနိုင်ငံတောင်ဝ ားဆောင်နေတဲ့ခဲဘော်ကာတူတယောက်ပြောပါပါဒီတော့ကာတူတယောက်ဘလို့အလွဲလေးတွေနဲ့ကြုံခဲ့ရလဲအခုရှေ့တန်းမှာရောဘလို့အခြေအနေတွေနဲ့ရင်ဆိုင်နေရလဲသူ့ဘာတွေပြောင်းလဲသွားပြီလဲဆိုတာကိုသိရအောင်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ ပါမောင်လေးအနေနဲ့ပေါ့နော်ဖမ်းလိုက်ပါတော့ဒါကျွန်မဒါရှေ့လို့နော်ဒီလောက်နဲ့ပဲကျွန်မပြမယ်တွန်လာဒီလိုမျိုးຫນွေဥသူရဲကောင်းကာချုပ်တဲ့ဒီလိုမျိုးပြတ်သားတဲ့သူဘာကြောင့်အစာဖြောက်ခံရလဲပြီတို့အစာဖြောက်ခံရပြီဆိုရင်ဒါတိုင်းပြည်နဲ့လူမျိုးအတွက်တကယ်ကိုနော်တကယ်ကိုသစ္စာရှိတဲ့တိုင်းပြည်အတွက်နော်တာဝန်ကျင့်ရှင်တဲ့ကလေးမလို့ကရင်ပြည်နယ်မှာနော်တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့လူမှန်သမျှဖက်ဆိုးမရှိဘူးနမူနာပြမယ်ဘဒိုမန်းရှာ ပဒိုမန်ဆာကကျမတို့တော်လိုင်းရေးမှာဘလအမဟုတ်ဘူးဒီနိုင်ငံရေးမှာကရင်နိုင်ငံရေးကရင်တော်လိုင်းရေးမှာကရင်နိုင်ငံရေးမှာဘလောက်အထိပြတ်သားသလဲအဲ့ဒါကြောင့်မို့ပဒိုမန်ဆာကိုရရဆက်ဆက်လှုပ်ကြံဖတ်ပြတယ်သူရဲ့အတွင်းကိုတိုင်ကဒါမဲ့နော်လှုပ်ကြံဖတ်ပြတဲ့လူကိုနော်လှုပ်ကြံဖတ်ပြတဲ့ကိုသူတို့ဖမ်းမိပေမဲ့နောက်ွယ်ကနေခိုင်းစီတဲ့လူကို အခုချိန်ထိသူတို့မဖမ်းနိုင်သေးဘူးသိတယ်ဘယ်သူခိုင်းလာလဲဘယ်သူလှုပ်တာလဲဆိုတာသူတို့သိတယ်ဒါမဲ့သူတို့ အခုချိန်ထိမဖမ်းနိုင်သေးဘူးပြည်သူတို့မဖမ်းနိုင်တာမဟုတ်ဘူးမဖမ်းတာဘာဖြစ်လို့လဲသူတို့တွေကငွေမဲ့တဲ့ဖင်လို့ဖင်ခံလူဒန်းစားတွေမဟုတ်လို့နော်အဲ့ဒါကြောင့်မို့အဲ့ဒီဒါပတိုမန်းရှားနော်ပြီးတော့ဒုတိယတယောက်ကတော့ဆော့ဖိုက်တိုင်းဆော့ဖိုက်တိုင်းကိုကျတော့သူတို့ဘလို့နော်ဘလို့သူတို့ဖျောက်လိုက်လဲဆိုတော့ဘလို့လောက်လိုက်ဆိုတိုက်ပွဲမှာကြသလိုနဲ့နော်အမှန်မှားသူတို့အဲ့ဒီ DKBABG အခွဲထွက်တဲ့နောက်ပိုင်းမှာဒီကလေးတွေကနော် ူတို့တော်လိုင်းရဲ့အတွက်ခရင်တော်လိုင်းတဲ့တကယ်ကိုယွယွချုံသူတို့တိုင်းပြည်နဲ့လူမျိုးတဲ့တကယ်ကိုချစ်တဲ့သူရဲကောင်းတွေမို့လို့မောင်ချစ်သူတို့ခွဲထွက်တဲ့အချိန်မှာ BGF ကိုသူမဝင်ဘူးလေခွဲထွက်တဲ့အချိန်မှာပဲအဲ့မှာသူတို့ရဲရဲဆက်ဆက်စောဂျော်နီမူတူစေဖိုးနော် main online မောင်ချစ်သူတို့ပေါင်းပြီးတော့အဲ့ဒီသူရဲကောင်းတွေကိုရှင်းပလိုက်တယ်တတိယတယောက်ကတော့ soft fight တိုင်း soft fight တိုင်းဆိုရင်လေမောင်ချစ်သူကိုစော်တာနော်မောင်ချစ်သူကိုပြောတယ်ပြီးတော့ အာဘာလဲချက်ခံရေးပါတီကို ပြောတယ်နောက်ဆုံး soft fight တိုင်ကရရဆက်ဆက်အဖခံလိုက်ရတယ် soft fight တိုင်ကထိုင်းနိုင်ငံမှာပဲနေတာနော်ဒါပေမဲ့သူရဲ့ဖစ်စာပေါ့ငငယ်ချင်းကနော်အမမာတော့အတွင်းလူကဘယ်ပြောအဖားထဲကလောက်ပေါ့ပြောမှဆိုရင်အထဲကလူမပရင်သူ့ကိုဘလို့မှလုံးလို့မရဘူးနော်အဲ့ဒါကြောင့်မို့အဲ့ဒီ soft fight တိုင်ကိုရရဆက်ဆက် ကျွန်တော်တို့သတင်းကြားတာဗောနော်ဆော့ကိုက်တာကိုသူတို့ခေါ်လာပြီးတော့အမ်ဆော့ကိုက်တာကိုအဲ့ဒီသူ့တငယ်ချင်းတယောက်ကအအထက်သွားပို့ပေးဖို့ခေါ်လိုက်တာဖြစ်ပါလိမ့်မယ်နော်အဲ့ဒီမှာဆိုင်ကယ်နဲ့သွားပို့တဲ့အချိန်မှာပဲလမ်းမှာသူတို့ကားအဖြူလေးနဲ့နော်ကားနဲ့တိုက်လိုက်ပြီးတော့ဆော့ကိုက်တာရဲ့ဆိုင်ကယ်ကိုတိုက်လိုက်ပြီးတော့ဆော့ဆိုက်တိုင်ကိုကားပေါ်တင်ပြီးတော့မြဝတီရွှေကုတ်ကိုကိုခေါ်ဆောင်သွားတယ်ပြီးတော့ရဲရဲဆက်ဆက်သူတို့ကိုပြောလို့ဆိုပြီးရှာတယ်ဖျမျက်လုံးတွေထုတ်နှာခေါင်းနားတွေဖျက်ပြီးတော့ရဲရဲဆက်ဆက်အဖတ်ခံလိုက်ရတယ်ပြီးတော့ နော်အဲ့ဒါကြောင့်မို့အမှန်တရားအတွက်ကျမတို့ကတော့ငခုံးမတကောင်ကြောင့်တက်လီလို့အပုတ်မခံဘူးတက်ကျမတို့ကရင်တမျိုးသားလုံးရဲ့စိတ်ခါကိုအထီးခိုင်မခံနိုင်ဘူးအဲ့ဒါကြောင့်မို့သူဖြစ်သူခံသူစမိုင်းသူရေးကိုစမိုင်းကိုရေးပဲကျမကတော့အမှန်တရားအတွက်နော်ပြောရမှာပဲအများစုကမအေလို့မင်းအောင်လိုက်မောင်ချစ်သူကို ထောက်ခံအားပေးနေပါစီနော်အမှန်တရားအတွက်ကျမတက်ရောက်ဖဲရှိနော်မတက်ရောက်ဖဲကျမရက်တည်မယ် ဟုတ်တယ်မျက်လုံးဖောက်ထုတ်ခြေပြက်လက်ပြက်မဲလေမသားဘူးရရဆက်ဆက်ကိုတို့နော်ဖပြန်လိုက်တာအဲ့ဒါကြောင့်မို့အခုဒီကာချုံတို့နောက်ပြီးတော့ဟိုဘာလဲဟိတ်တော်ဦးတို့နော်ဘုံမူဟိတ်တော်ဦးတို့ပထမဦးဆုံး CDN ဘုံမူဟိတ်တော်ဦးတို့နော်အခုသူတို့လက်ဆပ်ဖျောက်လိုက်တယ်မင်းတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်နော်မင်းတို့ဟိုဘာလဲဒီတာဝန်ကို KNU ကတာဝန်ယူရမယ်နော်အခုသူတို့လေးကေကိုတိုက်ပွဲအဲ့လေစောတာပိုးလေး အခုလေအာဗာလဲလေကေကောတိုက်ပွဲမှာသူတို့လက်နဲ့ခရမ်းနေအများကြီးပဲရတယ်ဂျာဟိုဗာလဲကျမတို့ပြည်သူတွေတွေးရမှာပါနော်ဒီနေဆစခန်းကိုတို့ဖိုက်တာလက်နဲ့ခရမ်းနေအများပြားရတယ်အခွေးတွေအများပြားသိတယ်ဆိုတော့ဗစားရပဲသူတို့ပြောတယ်လက်တွေ့သူတို့မပြနိုင်ဘူး KIA AAA เนาะအဲ့ဒီ KIA AAA တို့ တိုက်သလိုမျိုးပြသလိုမျိုးသူတို့မပြနိုင်ဘူးအခုလည်းနဲ့ခင်ရသူစီထားတာအများပြပဲနော်သူတို့တကယ်တိုက်တာမတိုက်တာနော်တကယ်တိုက်သည်ဖြစ်စေမတိုက်သည်ဖြစ်စေလက်တွေ့သူတို့နောက်ဆုတ်လိုက်ရတဲ့စခန်းတွေကိုတလက်မမပြန်ယူနိုင်ခြင်းမရှိဘူးအဲ့ဒီအတွက် ကျမတို့ပြည်သူတွေဘယ်တော့မှမယုံဘူးတရင်ပြည်သူတွေဘယ်တော့မှမယုံဘူးအဲ့ဒီလိုပြောလို့ KNU ကိုအခုမအားလာက ဟို BGN နဲ့ပေါင်းပြီးတော့ KK ပါကိုဖျက်ဆီးတယ် KK ပါကိုဖျက်ဆီးတော့ KNU ကိုထိုးချတဲ့ဘာပါညာညာသူတို့ဘယ်လိုပြောနေပြီမဲ့တကယ်ပတ်ဖက်တဲ့လူကတော့နော်ဒီတကယ်ပတ်ဖက်တဲ့လူကတော့ပြီးမလွတ်ပါဘူးမပတ်ဖက်တဲ့လူကလည်းဘသူမှသူတို့ကိုအပြစ်ပုံချလို့မရပါဘူးနော်အဲ့ဒါကြောင့်မို့အမှန်တရားကတော့အမှန်တရားပဲရာစဝတ်ပဲပြေးမလို့ပါဘူးဟုတ်တယ်အဲ့တမို့ကျမတို့အမြဲတတိပေးခဲ့တယ်အခုမင်းသူတို့ပြောနေဟာဗမာချင်းချင်းတိုက်တဲ့စစ်ပွဲငါတို့လည်းမဆိုင်ဘူး ဘမမပြောနဲ့ကရင်အချင်းချင်းတော့သူတို့မလွတ်ဘူးအဲ့ဒါကြောင့်မို့ကျမတို့အမြဲပဲသတိပေးခဲ့တာเนาะအမြဲပဲသတိပေးခဲ့တာအခုတတ်နိုင်လို့ရှိရင်ကရင်ပြည်နယ်မှာရှိနေတဲ့ PDF လေးတွေအခုမန္တလေးမိုးကောင်းမိုးမိတ်မှာလိုအပ်တဲ့ PDF အင်အားတွေကိုအဲ့ဒီမှာသွားရောက်ဖြစ်စေပေးစေခြင်းနေเนาะ အဲ့ဒီမှာသူတို့ရေးရဲဆက်ဆက်ဖတ်လိုက်တယ်ဒါကရင်ချင်းချင်းပဲအဲ့ဒါမို့သူတို့ပြောတဲ့ကရင်ချင်းချင်းမဖတ်ဘူးမလောက်ဘူးဆိုတာစောက်ပုံနေကရင်ချင်းချင်းမလောက်ဘူးဆိုတာလက်နဲ့ကင်တဲ့လူအချင်းချင်းနော်အကျိုးသူတို့ကိုကျိုးစည်းပွားအတွက်ဝေစားမြစားသူတို့ကိုကျိုးအတွက်ပဲအသုံးချလို့ရတဲ့လူတွေကိုပဲသူတို့ပေါင်းမှာနော်သူတို့ကိုကျိုးအတွက်အသုံးချလို့မရတဲ့လူတွေကိုသူတို့ဒီလိုမျိုးပဲနော်သူတို့ဒီလိုမျိုးပဲဟိုတိတ်တဆိတ်အဆဖျောက်မှာအဲ့ဒါကြောင့်မို့ အခုသူတို့လက်နဲ့ခရမ်းလေးအများပြားသိတဲ့ခွေးအဲသိရတဲ့ခွေးတွေအများပြားသိတယ်သူတို့ပစနဲ့ပဲပြောလက်တွေ့သူတို့မပြနိုင်ဘူးဒါပေမဲ့လက်နဲ့ခရမ်းတွေသိထားတော့သူတို့ပြတယ်နော်ကျွန်မပြောမယ်နော်ပြည်သူတို့အခုသူတို့ fail လို့ရတဲ့လက်နဲ့ခရမ်းတွေကနော်သူတို့ပြန်ပြီးတော့သူတို့ပြောမဆိုမအလိုမရနိုင်နဲ့သူကဖေလို့ဖင်ခံလောက်ပြီးတော့အပေးအယူလောက်ထားပြီးသားအဲ့ဒါကြောင့်မို့ဘယ်လိုပဲသူတို့လက်နဲ့ခရမ်းရရအခုသူတို့နောက်ဆုတ်လိုက်ရတဲ့နယ်မြေတလက်မမပြန်မယူနိုင်သေးဘူးပြန်မယူနိုင်သေးတာမဟုတ်ဘူးပြန်ကိုမယူတာ เนาะအဲ့ဒါကြောင့်မို့အခုအဲ့ဒီကာချုပ်နဲ့အဲ့ဒီကာချုပ်လို့ခေါ်တဲ့เนาะအဲ့ဒီ PDF ရဲကောင်းလူငယ်နဲ့ပြီးတော့ပလာတူးလာတူးပလာလာသူ့နာမည်ခဏလေးဝိုင်းရှယ်ပေးပါဦးနော်ဝိုင်းရှယ်ပေးပါအမှန်တရားအတွက်ကျွန်မကတော့နော် မကြောက်ဘော်ထုတ်မှာပဲနော်ကရင်လူမျိုးအခုသူတို့ကျမတို့အခု KNU က KNU ကိုအခုမအလာတို့ BGF တို့က KNU ကိုဒီကြားဖြတ်မှာပါဝင်ပတ်သက်နေဆိုသူကထိုးချိုးနေတယ်ဘာမှညာသူတို့ပြောနေတာပေါ့နော်အဲ့ဒီပါဝင်ပတ်သက်နေတဲ့ဒီ NSA နွားအိုကြီးတွေအခုလက်ရှိရွှေကုတ်ကိုမှာနော်အဲ့ဒီ KK ပါကိုဦးစီးဦးဆောင်တာလက်ဒီ BGF တွေပါပဲဒါပေမဲ့တကယ်မပတ်သက်တဲ့နော်တခြား KNU KNLA တွေကလည်းသူတို့ဘလို့ပဲဟိုဘာလဲ ကော့ဂရိတ်မြောက်ပိုင်းတွင်တိုက်ပွဲပြင်းထန်စစ်တပ်သေးဆုံးသူများပြားနေကော့ဂရိတ်မြို့နယ်မြောက်ပိုင်းထီပိုးဆန်ရွာဘက်တွင်နိုဝင်ဘာလ3မှ9ရက်နေ့ထိကရင်မျိုးသားလူမျိုးရေးတပ်မတော်မဟာမိတ်တပ်များနှင့်စစ်တပ်စစ်ကြောင်းတို့တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်ကတေဆုံးသူများပြားနေသည်ဟုဒေါ်လန်ရေးတပ်ဖွဲ့ဝင်များကပြောသည်စစ်တပ်စစ်ကြောင်းသည်တေဆုံးသူများ၍တက်ပြတ်ဆုပ်ပြီးဂျုံတိုးမျိုးပတ်မှစစ်ကူများဖြစ်တင်းကစစ်ကြောင်းပြန်ထိုးလာသည်ဟုမြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကယခုလိုပြောသည် စစ်တပ်ကမိဖလည်းထီဖိုးဇံဘက်ကိုတရက်နေ့ကတက်တာမှမနက်ပိုင်းစဖြစ်တော့သူတို့တွေ30ယောက်ကျော်ကြတယ်20လောက်ထိကုန်ပြီးစစ်ကြောင်းတက်လန့်ပြန်ဆုတ်သွားတယ်အဲ့နောက်ပိုင်းကြုံတိုးက945 946တက်ကစစ်သားတစ်တွေစက်တိုက်ပို့လာတယ်နောက်ကိုင်းဘက်မိဖလည်းဘက်ကနေ၄ရက်နေ့မှထပ်ပြန်တိုးလာတော့အခုထီဖိုးဇံဘက်မှာတိုက်ပွဲပြင်းနေတယ် drone ကတော့သူချကိုချပဲမြေပြင်မှာလဲသူပြစ်ကိုပြစ်အခြေအနေတော့ရှိနေတယ်ဟုဘင်းကပြောသည် အဆိုပါထီဖိုးဆန်လမ်းပိုင်းရှိရွာဝင်းတရားကိုနိုဝင်ဘာ9ရက်မနကီပိုင်းကစစ်အုပ်စုကမိုင်းခွဲဖျက်ဆီးခဲ့ပြီးနော်ထွတ်ထာရွာနှင့်ကွီမောင်တိုင်ရွာဘက်သို့စစ်ကြောင်းဖြန့်ထွက်လာသည့်အတွက် KNLA မဟာမိတ်တပ်များနှင့်တိုကပ်ပွဲတနေကုန်ပြစ်ခတ်မှုဆက်ရှိနေကြောင်းသိရသည် ထို့ပြင်ကော့ဂရိတ်အခြေဆိုင်စစ်အုပ်စုကရန်ကုန်ကြောင်ရှာကုန်းလှိုင်စိန်မီချောင်းအင်းရွာဘတ်တုခလာရကူ16တက်များဒေါ်လာတောင်လန်းဟောင်းဘတ် UTB စစ်ကြောင်းတူလာသည့်အတွက်လှိုင်စိန်မီချောင်းအင်းရွာဘက်တွင်လည်း KNLA မဟာမိတ်တပ်စစ်ကြောင်းများနှင့်တိုက်ပွဲဖြစ်နေကြောင်းကော့ဂရိတ်မြို့ခံစီရီတရင်အရင်းမြစ်ကပြောသည်ဘယ်သူတို့ထိုးကျွေးနေပါစီနိုင်ငံတကာ နော် social media နိုင်ငံတကာကမအားတော့ဘူးအချက်လက်တွေအကုန်ရကုန်ပြီသူတို့ကတော့ညီတယ်နော်အခုတည်းနော်ကမ္ဘောဒီးယားကလည်းကြားဖြစ်နေပတ်သက်လဲပတ်သက်လာလို့ဆိုရင်ပြပြသသားနိုင်နေတယ်အခုမင်း online ကလည်းပြပြသသားနိုင်နေတယ်မနိုင်နေတာသူတို့ဒီနိုင်ငံကမနိုင်နေဘူးလို့သူတို့ကအဲ့လိုမျိုးပြောတော့နိုင်ငံတကာကိုမြင်လဲပြနေတယ်နော်အမှန်မှအခု KK ပကတကယ်သမိုင်းတည့်ရခန့်တွေကအခုပြည်တွင်းထဲကိုရောက်ကုန်ပြီနော် အခုမြန်မာပြည်တွင်းနဲ့ဖအံတောင်ကလေးဒီနေရာတွေမှာရောက်ကုန်ပြီအခုနိုင်ကြနိုင်ကြကြောင်းမှာမိဘအကြီးကြီးပဲဒီလူတွေရဲ့နောက်မှာနော်ဂျားဖြန့်နဲ့ပါဝင်ပတ်သက်နေတာစဉ်းစားကြည့်လေငါတို့ပြည်သူတွေကအဲ့လောက်ထိသူတို့ကိုမလူတန်းနိုင်ဘူးနော်အဲ့လောက်ထိမလူတန်းတာအများကြီးရှိနေတယ်နော်ပျောက်သွားတဲ့လူတွေအများကြီးရှိနေတယ်နာမည်မကြီးတဲ့တိုးတိုးတိတ်တိတ်ပျောက်သွားတဲ့ PDF တွေအများကြီးရှိနေတယ် အခုကရင်ပြည်နယ်ကောကလိပ်နယ်မြေ PDF လေးတွေအစားဖြောက်ခံရပြန်ပြီးတဆုမူတိုက်မောင်းခေါ်ကာချုံနဲ့ရဲဘော်ပလာတူးနော်အဲ့ဒီနှစ်ယောက်ပလာတူးခေါ်ဖန်းစောအဲ့ဒီနှစ်ယောက်အစားဖြောက်ခံထားရတယ်တကယ်လို့သာသူ့ရဲ့နော်သူတို့ရဲ့ဟိုဗလဲအပေါင်းဖော်တွေမဖော်ထုတ်ရင်ကျမတို့မသိရဘူးနော်အဲ့ဒါကြောင့်မို့ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ကျမတို့အစိုးကြီးကတဲ့ကသတိပေးထားတယ်ပါတကလည်းပြထားတယ် နောက်တယောက်ရှိသေးတယ်ဖိုးစနေဖိုးစနေကတော့တခြားလူတွေသိချင်မှသိမယ်ဒါပေမဲ့မြေပြင်ကလူတွေသိတယ်အဲ့ဒီဖိုးစနေလဲအစဖျောက်ခံရတယ်ဒါကျမတို့သိရသလားပေါ့နော်လူမသိသူမသိအစဖျောက်ခံထားရတဲ့လူတွေအများကြီးရှိသေးတယ်ပြည်သူတို့အဲ့ဒါကြောင့်မို့ကရင်ပြည်နယ်မှာရှိတဲ့ PDF အစစ်အမှန်နေဖြစ်နိုင်လို့ရှိရင်နော်မင်းတို့ပြောင်းသွားကြပါ NUG နဲ့ဆက်သွယ်လို့ရရင်ဆက်သွယ်ပြီးတော့နော် KNU ခေါင်းကြီးပိုင်းတွေနဲ့ဒါမဲ့ဟိုကျမတို့စိုးရိမ်တွေပုတ်ပွင့်လင်းလင်းတို့မျိုးလှုပ်လို့ရှိရင်လေသူတို့တွေကနော်တိုက်တိုက်ဆက်ဆက်ဟိုအကြောင်းပြတီအကြောင်းပြတော့နော်လှုပ်ကြံဖတ်ဖြတ်မှာစိုးတယ်အဲ့လိုမျိုးလဲစိုးတယ်အဲကြောင့်မို့မင်းတို့ကိုလို့ယုံကြပါရနိုင်တဲ့နီးနဲ့တတ်တဲ့တတ်နိုင်တဲ့နီးနဲ့မင်းတို့ရအောင်ရုပ်ထွက်ကြပါကရင်ပြည်နယ်ကနေကရင်ပြည်နယ်ကဂျားဖြတ်မာဖီးယားပြည်နယ်ဖြစ်သွားပြီနော် ဂျာပြမာဖီးယားပြည်နယ်ဖြစ်သွားပြီးမင်းတို့ဘယ်လောက်ပဲတိုက်ကြိုက်ဘယ်လောက်ပဲနော်မင်းတို့စူးစမ်းစူးစမ်းမာဖီးယားအတွက်ပဲမင်းတို့လောက်ပေးနိုင်မယ်အခုကြည့်ကရင်ပြည်နယ်မှာနော်မအားလာမအေလို့မင်းအွန်လိုင်းတွေထိုးစစ်စင်တာအခု KNU ထိချုပ်တဲ့နာမည်ဆိုပြီးတော့ KNU နာမည်တင်းတင်းလေးပဲကျန်တော့တယ်နော်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဖတ်မယ် KNU KNL ကောကလေးစစ်ရေးနယ်မြေတွင်အစဖြောက်ခံရတဲ့တပ်စုမှုတိုက်မောင်းခရဲဘော်ကာချုပ်နဲ့ရဲဘော်ပလာတူးခဖန်းစော်တို့တရားမျှတမှုရရှိစေရေးအစီရင်ခံချက်ကျေးဇူးတင်တယ်မင်းတို့အဲ့လိုမျိုးအမှန်တရားများများပေါ်ထုတ်ကျမတို့ကရင်လူထုတွေကဒီကျေးစားလက်နဲ့ကင်တွေနဲ့လောဝလောဝကိုနော်မမပူပါဘူးဆိုတာကိုကျမကရင်လူထုကိုစားနော်ကျမပြပြသားသားမြင်းဆိုတယ်ကျမပြပြသားသားကျမ နော်ဖော်ထုတ်မယ်ငခေါမတကောင်ကြောင့်တလီလုံးအပုတ်မခံဘူးဒီခြေစားလက်နဲ့ကင်တွေကြောင့်ကျွန်မတို့ပြည်သူလူထုရဲ့တရင်လူထုရဲ့စိတ်ခါကိုအကြမခံနိုင်ဘူးနော်တရင်လူထုအတွက်လဲသူတို့လောဝလောဝကာကွယ်ပေးတာမရှိဘူးအခုကရင်တွေကိုလွတ်ရောရတယ်အခုကရင်တွေနော်သူတို့ခါရနေစေရသွားခိုင်းတာကိုအကုန်လုံးမရတယ်အထူးသဖြင့် နော်အရေးချုပ်ကတော့တွေကတော်တော်ဆိုးတာအခုနောက်နောက်ထပ်တင်ကြားရတယ်ပြည်သူတို့ရွှေပြည်တောင်ဆရာတော်နော်ထိုင်းနိုင်ငံမှာတက်လာပြီးတော့ပြန်လွန်တော်မူသွားတယ်အဲ့ဒီရွှေပြည်တောင်ဆရာတော်ရဲ့ဟိုဘယ်လိုပြောလဲပြန်လွန်တော်မူဘယ်လိုခေါ်လဲနော်ပြန်လွန်တော်မူတဲ့ဟိုဘယ်လဲအသုဘပွဲဘယ်လိုခေါ်လဲကျွန်မခေါ်မတတ်ဘူးနော်မေဝါပြီအဲ့ဒီပွဲအတွေ့အဲ့တအေးကိုသေတအေးကိုဆယ်သိချထဲရတယ်မြိုင်အဲ့ဒီဘာလဲဆွေပြည်တောင်ဆရာတော်က အများဟိုဗါလဲသူ့ရတခါဒီအများကြီးပဲနော်တက်အိတ်ကို10သိန်း10အိတ်ဆိုရင်သိတရာအိရာအိချေ1000ဆိုရင်သိတထောင်စဉ်းစားကြည့်နော်အဲ့ဒါကြောင့်မို့ဒါမဲ့ဆွေပြည်တော်ဆရာတော်ကတကယ်လို့သာသူ့ရကျမဖူးဘူးတယ်ဖူးမြော်ဘူးတယ်အဲ့ဒီအမ်ဗါလဲပါနန်းကြောင်းမှာနော်ဖူးမြော်ဘူးတယ်ဆွေပြည်တော်ဆရာတော်ကလည်းသူကမမဟိုဘယ်လိုပြောမလဲနော်ဟိုပြောလို့ရတာပေါ့နော်ကျမတို့တော်လန်ရေးသမားတွေနဲ့ ပြောလို့ရတယ်ဒါပေမဲ့သူသာစီလို့ရှိရင်ဒီလိုမျိုးပြည်သူတွေကိုသူဒုက္ခပေးမှာမဟုတ်ပါဘူးအခုတအိတ်ကိုဆယ်သိန်းဆယ်သိန်းပြီးခိုင်းတယ်ထက်ခိုင်းတယ်နော်အဲ့ဒီစာပနာလို့ဖို့အတွက်ဖောက်ကြီးပြန်အဲဟုတ်တယ်ဖောက်ကြီးပြန်ပွဲလို့ဖို့နော်မေ့သွားတယ်ဖောက်ကြီးပြန်ပွဲလို့ဖို့တအိတ်ကိုဆယ်သိန်းချထည့်ရတယ်ဒါဒီဖောက်ကြီးပြန်တစ်ခုပဲနော်ခြံနဲ့ မွေးနေ့ပွဲတော့ဒီကရင်ပြည်နယ်ပွဲဘာပွဲညာပွဲမလည်းမပါသေးဘူးအခု KNU ကောက်ကလေးနော် KNU ကသမိုင်းမှာအခု KNU လောက်ထားတဲ့သမိုင်းဆိုးတွေအများကြီးနေပြီးတော့ဟိုတလောကလည်းဖုန်ကြီးနဲ့တပက်ဟိုဗလဲတပက်နှစ်ယောက်ကိုလာမသိဘူးအများကြီးပဲနော် ။ KNU က Galaxy အင်းနယ်မြေတွင်တပ်စုမှုတိုက်မောင်းခရဲဘော်ကချုပ်နဲ့ရဲဘော်ပလာတူခဖန်စော်တို့နှစ်ဦးကိုရှစ်တန်းတွင် အရက်ဖောက်ကပြဿနာရှာပြီးအတွက်ဟုဆိုက KNU KNLA က2025ခုနှစ်စက်တင်ဘာလဆိုတော့ပြီးခဲ့တဲ့လကပဲ။နော်စက်တင်ဘာလနောက်ပိုင်းတွင်လက်စာဖြောက်ရှင်းလင်းခဲ့တယ်။တွေ့လားအပြစ်စာပြီးတော့သူတို့လက်စာဖြောက်လိုက်တယ်။ခုနကတော့ဟိုဘာလဲ ကာ6ရဲ့ဗီဒီယိုဖိုင်ကိုကြည့်လို့ရှိရင်တော်လန်ရေးမှာဘလောက်ထိတဲချွတ်ပါဝင်တယ်လဲဘလောက်ထိတော်လန်ရေးကိုသူတို့တဲချွတ်စွာပါဝင်တယ်လဲသူကျွန်မခဏနဲ့လေးနားထောင်လိုက်ရတယ်နော်ဒီတော်လန်ရေးကိုသူပါဝင်တာသူမိဘတွေကိုတော့သူမပြောဘူးနော်နောက်ဆုံးသူသင်တန်းတွေတက်ပြီးတဲ့အချိန်မှာ तू ကစိုးတာဖြစ်ပါလိမ့်မယ်နော်နောက်ပြီးတော့သူရဲ့အမေကိုမွေးနေ့ကိတ် supply လုပ်ပြီးတယ်နော်ဘလောက်ထိသူရဲ့ဗီဒီယိုဖိုင်ကိုတင်ထားတာရှိတယ်စာကြည့်လိုက်ရဲဘော်ကချုပ်လို့ Facebook စာကြည့်ရလို့ဆိုရင်ပေါ်လာမယ် เนาะအဲ့ဒီမှာသူ့ရဲ့ပြောစကားကိုနားထောင်ကြည့်လိုက်လို့ဆိုရင်ဒီကလေးကဘလောက်ထိတော်လန်ရေးကိုအားတက်သရောပါဝင်တယ်လေဒါကြောင့်မို့လဲအစဖြောက်ခံရတာအဲ့ဒါကရင်เนาะကရင်ဒီရဲ့လောက်ရကျမကရင်လိုမပြောဘူးဗမာလိုဘာကြောင့်ပြောတယ်လေဗမာစကားအကုန်လုံးနားလေတယ်ကရင်လိုဆိုကျွန်တော်တို့ကရင်လူမျိုးတစ်မျိုးပဲနားလေတယ်ဒါကြောင့်မို့ကျွန်တော်တို့ဗမာလိုပြောတာကိုเนาะအဲ့ဒီခွေးအောက်စုကဘာပြောလဲနေကရင်ဆိုရင်ကရင်စကားပြောလေတဲ့เนาะ ကရင်စကားစစ်စစ်ပြောတဲ့ဒီမောင်ချစ်သူကကရင်လူမျိုးပေါ်ဖစ်စာမရှိဘူးနော်မူကြီးစေဝါလောင်းကစားကြားပြန့်တွေနဲ့ပြည်သူတွေကိုဖျက်ဆီးနေမီတွေကိုရောင်းစားပြီးတော့တရုတ်ကိုကြုံခံမင်းအောင်လိုင်ကိုကြုံခံနေတာဒါကရင်စစ်စစ်ကရင်စကားစစ်စစ်ဗမာစကားကိုနည်းနည်းလေးမှမရောဘူးအဲ့ဒီလူမျိုးတော်မှကို့အမျိုးကိုမချစ်ဘဲနဲ့ကို့အမျိုးကိုကြုံစားသွင်းတဲ့နော်ငချစ်လောက်ကျမမစိုးသေးဘူး ို့ရတင်ထိုပြောက်ဆုံးရဲဘော်တော်ဦးမှစစ်တပ်ဘက်သို့ထွက်ပြေးသွားကြောင်းတော်လန်ရဲ့အဖိုင်းဝိုင်းအတွင်းကကနောက်ကသတင်းလွှင့်ခဲ့တယ်။ဒါသူတို့တော်လန်ကြီးကလွှင့်ခဲ့တယ်။ဟိတ်တော်ဦးကိုကျမပြန်ပြီးတော့တတိယသွားတယ်ဟိတ်တော်ဦးပြပြကျမတို့ပေါ်လိုက်တယ်နော်ဟိတ်တော်ဦးပြောက်သွားလို့ပေါ်လိုက်တယ်အဲ့ဒါကိုတော်လန်ကြီးဘက်ကပဲနော်ပြောတယ်။တရားဘက်ကိုရောက်တယ်ပြောလိုက်ထိုင်းဘက်ကိုပြေးတယ်ပြောလိုက်စင်ကာပူကိုပြောတယ်ပြောလိုက်ပြည်သူတွေကိုဝေဝါအောင်သူတို့ကနော်သူတို့ကโอ้บะเลนี้မျိုးစုံเนี่ยလက်စားတာပေါ့နောက်ဆုံးဟိတ်တော်ဦးရဲ့အမေကိုတိုင် YouTube channel မှာเนาะ အဖြစ်မှန်ကိုပြောလိုက်မှဟိသောဦးကကရင်ပြည်နယ်မှာနော်ပျောက်သွားတာအစဖျောက်ခံရတယ်ဆိုတာကိုသိလိုက်ရတယ်အခုနောက်ထပ်လာပြီးကာချုပ်ကာချုပ်နဲ့နော်တူးပလာပလာတူးကိုလည်းသူတို့ဒီညီလန်းနဲ့ပဲလုံနေတယ်တွေ့လားအဲ့ဒီသူတို့ဘလို့ခုနကတော့ပြောသလိုပဲတွေ့လားအခုဟိတ်တော်ဦးကိုလှုပ်တယ်ပဲအခု တဲ့ပေါ်တော့ဥမာစစ်တပ်ပဲသွတ်ထွက်ပြေးသွားကြောင်းတော်လန်ရဲ့အပိုင်းဝိုင်းတွေကနတ်ဥသတင်းလွှင့်ခဲ့တယ်။ပြီးတော့တော်လန်ရဲ့အပိုင်းဝိုင်းအတွင်းကပဲလူမေးများလာတဲ့အခါမှာထိုရဲပေါ်တော့ဥမာစစ်တန်းတွေကြဆုပ်သွားခြင်းဖြစ်တယ်လို့လည်းပြောင်းလဲသတင်းလွှင့်ခဲ့တယ်။ဒါအဲ့ဒီကလေးကသူတို့ကမယိုးသားတော့ဘူး။အဲ့ဒါကြောင့်မင်းတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်နော်မင်းတို့မအေလို့မင်းအွန်လိုင်းလို့ကလိတ်ကချစ်မလုံနဲ့ဟုတ်တယ် ေးငါတို့ကရင်လိုပြောရင်စကောကနားမလဲဘူးစကောလိုပြောရင်ငါတို့ကရင်နားမလဲဘူးလေအဲကြောင့်မဗမာတို့ပြောတာအဲ့ဒါဗမာလိုပြောလို့ကရင်လူမျိုးကိုမချစ်ဘူးလို့ပြောနေတဲ့နော်အဲ့ဒီကျုံအောက်စုကမအေးလို့မင်းအွန်လိုင်းကိုဖင်ခံနေတဲ့အောက်စုပဲမှတ်ထားလိုက်အခုရှေ့တန်းတွင်ကြဆုပ်ခဲ့သည်ကိုအလောင်းမတွေ့ရသည့်အပြင်ထိုရဲဘော်နှစ်ဦးကြဆုပ်မှုနှင့်တိုက်ပွဲဖြစ်ပွားမှုကိုတာဝန်ရှိသူများကအချိန်နဲ့တပြေးညီမိသားစုနဲ့မိတ်ဆွေများထံအတိအကျပြောဆိုခဲ့ခြင်းလည်းမရှိဘူး။နော် ရဲဘော်ကာချုပ်တီတော်လန်ရေးစတင်သည့်အချိန်မှစတင်ကလက်နက်ကင်တော်လန်ရေးတွင်ပါဝင်လာသူဖြစ်ကယနေ့အထိသူရဲ့ဆန္ဒအလျောက်ရှေ့တန်းထွက်သူဖြစ်တယ်ဟုတ်လားအဲ့လိုမျိုးရဲရင်နဲ့ရဲဘော်တွေတကယ်သစ္စာရှိတဲ့ရဲဘော်တွေမျိုးချင်းစိတ်ဓာတ်ရှိတဲ့ရဲဘော်တွေမန်သမျှဒီကရင်ကဒီကရင်ကျေးစားလက်နက်ကင်တွေကအရှင်မထားဘူးဒါကြောင့်အခုနော်အိုးစကားချိုချိုတတပြောပြီးတော့ဘာစားလုံးမလုပ်တဲ့ငဇွဲနဲ့ရှင်လိုက်လို့ရှိရင်တခြားစီပဲ။ ရင်ပြည်နယ်မှာနော်အဖျောက်ခံလိုက်ရတယ်အစားဖျောက်ခံလိုက်ရတယ်လို့ဆိုအဲ့ဒီလူကိုမှတ်ထားလိုက်အဲ့ဒီလူတွေကသူ့ရဲကောင်းစိတ်ဓာတ်ရှိတယ်မျိုးချစ်စိတ်ဓာတ်ရှိတယ်တော်လန်ရေးကိုတာဝန်ကျေစွာနဲ့နော်ဖစ်စာရှိတဲ့လူဖြစ်လို့ထို့ကြောင့်အရင်မူကရှေ့တန်းမှာထွက်ပြေးသွားသည်ဆိုခြင်းမှာယုံကြည်နိုင်ဖွယ်ရာမရှိဘူးထို့ကြောင့်အမှန်ပဲကရင်စစ်စစ် BGM မောင်ချစ်သူ DKBA KN NCKNU တို့ပြည်သူကိုလိန်ညာလက်စားမအားလားပေါင်းနေတာနော် အခုတော်လန်ရေးတာ၆ထွက်ပြေးသားဒီကိုသတင်းဒီတော်လန်ရေးရဲဘော်တူအပေါ်ဂုတ်သတင်းမေးမိတ်စီတယ်တော်လန်ရေးကာလအတွင်းရဲဘော်ကာ၆ရဲ့အာထုံမှုများသည်သိတာထင်စားစားအတင့်လင်းရှိပြီဖြစ်တယ်သူကဗီဒီယိုဖိုင်တွေပြတာသူရဲ့စိတ်ဓာတ်ဘလောက်ထိပြင်ပြတယ်ဆိုတာပြည်သူတွေအားလုံးသိပြီးွားပြီသူကသမိုင်းချန်ထားခဲ့ပြီအဲဒါမို့မင်းတို့ဆစ်ဆက်ပြီးတော့ကျွန်မပြောမယ်နော်နာမည်ကြီးသည်ဖြစ်စေမကြီးသည်ဖြစ်စေ ပြောင်းနေတဲ့ရဲဘော်တွေကိုမင်းတို့ဒီလိုမျိုးပဲသတိရှိရှိရဲရဲဝုံဝုံပေါ်ထုတ်ပေးကြပါကျမတို့ကနော်ပြည်သူနဲ့တာဝန်ဖြစ်စွာပြီးကျမတို့ပြည်သူနေနဲ့ကျမတို့အကောင်လုံးအမှန်တရားနဲ့ကျမတို့ပူးပေါင်းပြီးတော့ပေါ်ထုတ်ကြမယ်